အားလုံးမင်္ဂလာပါရှင်။ယူကအခုဒီနေ့ရရှိနေတာကတော့မြန်မာပလာဇာ18လွှာမှာကျင်းပနေတဲ့ Huawei Pura 80 series ရဲ့ launch လုပ်တဲ့ပွဲလေးပါ။ဆိုတော့ဒီနေ့ပွဲလေးမှာဘလို activity တွေရှိမလဲဆိုတာကိုယူကနဲ့တူတူလိုက်ကြည့်ကြပါဦး။တောက်ပါနေရော ဒီနေ့အော်တိုဘားလ16ရက်နေ့မှာတော့ Huawei Consumer Business Group PG ကနောက်ဆုံးထွက်ရှိထားတဲ့ flagship Huawei P80 series smartphone အသစ်ကိုမြန်မာနိုင်ငံမှာမိတ်ဆက်လိုက်ပါပြီ Huawei P80 Ultra ကို Time Magazine က2025ခုနှစ်အတွက် အကောင်းဆုံးတီထွင်မှုများဆိုရက် Best Inventions of 2025ဆင်းမှာလဲဖော်ပြထားပြီးတော့ DxOMark ကလည်း number 1 camera smartphone အဖြစ်နဲ့လည်းအသိမှတ်ပြုထားတာပါ ဒီအိတ်ဆုံမတ်ဆိုတာကတော့ကင်မရာတွေစမတ်ဖုန်းတွေနဲ့အခြား electronic ပစ္စည်းတွေရဲ့အရည်အသွေးတွေကို သိပ်ပံနှီးကြဆန်နှုန်းတွေနဲ့တိုင်းတက်သတ်မှတ်ပေးတဲ့ပြင်သစ်နှီးပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်ဒီဖုန်းရဲ့ ultimate zoom စွမ်းရည်ကလည်းအရင်မြင်ပြီးတော့ပထမဆုံးတော့ switchable dual telephoto camera ပါဝင်တာမို့ 1x အနေထားကနေ 100x အထိဇွန်းဆွဲလို့ရပါတယ်။ 1 inch ultra lighting HDR ကင်မရာမှာ system EV dynamic range ကိုပံ့ပိုးပေးထားတာမို့လို့အလင်းနဲ့တဲ့နေရာတွေနောက်ခံအလင်းများတဲ့နေရာတွေမှာလည်းမြင်ကွင်းတွေကိုတိတိတသားထိညှိပေးပါတယ် AI remover လဲပါဝင်တဲ့အတွက်ကြောင့်ဓာတ်ပုံထဲမှာရှိတဲ့မလိုချင်တဲ့အရာဝတ္ထုတွေရှုပ်ထွေးနေတဲ့နောက်ခံတွေကိုလည်းတစ်ချက်ကလေးနှိပ်လိုက်ရုံနဲ့ဖယ်ရှားလို့ရပါတယ်။နောက်ပြီးတော့အခုဆိုရင် Huawei နဲ့ Google သုံးလို့ရနေပါပြီ။ YouTube, Gmail အပါအဝင် အခြား Google Application တွေကို Huawei App Gallery ကနေတဆင့်တိုက်ရိုက် download ဆွဲပြီးတော့အသုံးပြုလို့ရနေပါပြီ။ဆိုတော့ဒီနေ့ UI က Huawei Pure AT Ultra အသစ်ကို launch လုပ်တဲ့ပွဲလေးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒီ series အသစ်ကိုတော့အခု Huawei ရဲ့နီးစပ်ရာဆိုင်တွေမှာဝယ်ယူလို့ရရှိနေပါပြီရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။